တပင်းလေးကောက်တယ်ဖြောင်းတယ်ရဘောင်းလုတ်တယ်ဖြောင်းသွင်းတယ်ဒါတွေကလေစိုက်မှာပဲလှတာအိမ်ပြန်ရောက်လို့နှစ်ပတ်လောက်နေပြီဆိုရင်လည်းသပင်းလေးကဖွာလန်းကျဲ၆ကပ်စုပ်ပြတ်သက်ပြီးသပင်းလေးကထိတ်မှသွားပြီးတော့ကွက်လိုက်ကျွတ်သပင်းလေးတအားကျွတ်လာစီးသပင်းလေးကအဖျားမှာညှိပြီးလို့ရှိရင်အရှိတွေနှိအဲ့လိုတွေဖြည့်ပြီးတော့သပင်းလေးကကိုယ့်နှကိုရှိရင်းစက်တဲ့အများကြီးဆိုးလာတယ်အဲ့လိုမျိုးတွေကိုမဖြစ်အောင်ဆက်ပြီးကာကွယ်ဖို့တက်ဆိုလို့ရှိရင် hair oil လေးလင်းရမယ်ပြီးစီရမ်လေးကိုဟဲဆီရမ်လေးဆိုလို့ရှိရင်အမြဲတမ်းနေတိုင်းလင်းပေးရမယ်ဒါမျိုးတွေလုပ်ပေးမယ်ဆိုလို့ရှိရင်ကြာသပင်းလေးကတော့အမြဲတမ်းဟိုလှနေမှာပေါ့နော်ပုံကြလှပမျိုးဖြစ်နေမယ်အဲ့တော့ကိုယ့်ရံမှာလည်းမလုပ်ပေးလို့မရဘူးလုပ် ်ပေးရမယ်ဒါလည်းပတ်စံအများကြီးလည်းမကုန်ဘူးဈေးနှုန်းတက်တက်တတလေးနဲ့အများတန်းကောင်းနေဖို့လှနေဖို့ဆိုလို့ရှိရင်ကိုယ့်အိမ်မှာကိုဟဲဝိုင်းလေးနဲ့တပတ်ကိုနှစ်ကြိမ်နှက်ပြီးလို့ရှိရင်ဟဲဆူရလေးဟဲကုတ်လေးကိုနေတိုင်းလိမ့်ဒါမျိုးဆိုလို့ရှိရင်ကိုယ့်စပင်ကအများတန်းနှက်လာမှာပဲဟဲအိုင်းလေးကိုလိမ့်မယ်ဆိုလို့ရှိရင်တော့ခေါင်းရင်ဆင်အောင်ပြရမယ်ပြီးလို့ရှိရင်ဒီကောင်းလုံးနှက်အောင်လင်းရမယ်သပင်အဖျားတွေပါလင်းရမယ်ဒါမျိုးဆိုလို့ရှိရင်စပင်လေးကကျတော့အဖျားနှခွားလေးတက်တာမယ်စပင်မှာဝေးရှိလာမယ်ထူထူအီအီလေးနဲ့လှလှဆူဆူပြောင်းလေးဖြစ်လာမယ်ဟဲဆူရလေးကိုနေတိုင်းနှိမ့်ပေးခြင်းအပြင်စပင်လေးကဟိုဖြောင့်ထားသလိုမျိုးအများတန်းပုံသွင်းထားလိုမျိုးတောက်တောက်ပြောင်ပြောင်အီအီလေးဖြစ်လာပါလိမ့်မယ်ရှင်။